မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတက်ဆက်ပေးပါမယ်တရုတ်ကွန်မင်းဆူလေးဝဲမှာနောင်ချိုကြောက်မဲတီပေါ်မိုးမိန်တဲ့မိုးကုန်မြို့နယ်တို့ကနေ TNL တပ်တွေကိုပြန်လည်ဆက်ခွာပေးရန်စစ်ကောင်စီရဲ့တောင်းဆိုမှုကို TNL ကပယ်ချလိုက်ပါတယ် မြို့မြို့နယ်မှာစစ်တပ်တပ်ဆွဲထားတဲ့ကျေးရွာ၅ရွာကို KNL နဲ့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်မှုမှာစစ်တပ်ဘက်ကဒုတိယတပ်ရင်းမှုအပါအဝင်တင်ဆုံးသူများပြားတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမအဆုံးတင်ဆက်ပေးခြင်းတဲ့င်းတစ်ပုဒ်ကနေရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့နောင်ချိုကြောင့်မဲ တီဘောမွန်းမိတ်မိုးကုတ်မြို့နယ်တို့ကနေ TNL တက်တွေကိုပြန်လည်ဆောက်ခွာပေးဖို့အတွက်စစ်ကောင်စီရဲ့တောင်းဆိုမှုကို TNL ကပယ်ချလိုက်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်နေ့တို့မှာစစ်ကောင်စီကိုယ်စားလှယ်နဲ့ TNL ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ကတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတွေ့ဆုံမှုတွင် နောင်ချိုကြောက်မဲ့တီဘောမိုးကုတ်မွန်းမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပဲ င်းချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနဲ့မန်တုံမြို့နယ်အတွင်းထိ ပြန်လည်ဆုတ်ခွာပေးဖို့ကိုစစ်ကောင်စီဘက်ကတောင်းဆိုလာတာလည်းဖြစ်ပါတယ်။အဲဒီတောင်းဆိုချက်ကို TML ကိုယ်စားလှယ်တွေကသဘောမတူနိုင်တာကြောင့်နှစ်ဖက်အပြန်အလှန်ဆူနေမှုဟာထက်စင်မတိုးနိုင်သေးပဲနှစ်ဖက်အပြည့်အခက်ရက်စဲနိုင်ဖို့အတွက်လာမယ့်ဩဂတ်လမှာထပ်မံတွဲဆောင်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကနေလေကြောင်းကနေဘုံကျဲတာလက်လက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့တိုက်ခိုက်တာထိုးစစ်စင်တာစတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးကိုရပ်တန့်ဖို့အတွက်တရုတ် ့မြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းဖို့တရုတ်ကဂျာဝန်နာဖြစ်တယ်လို့လည်းသိရပါဗျ။တရုတ်နယ်လေကိုလည်းကိုးကန်တပ်ဖွဲ့ MNDA လို့တဆင့်တူအပြည့်ခတ်ရဲစဲပြုတ်နိုင်ဖို့အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှီကျွင်းကကပခရပြုတ်ကအလေးထားကြိုးပမ်းတာဖြစ်ပြီးနှစ်ဖက်တွဲဆုံမှုတွေအလင်းမြန်တိုးတက်လာစေဖို့အတွက်ဆွမ်းလာတာဖြစ်တယ်လို့လည်းတရုတ်နယ်လေကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ ဘကောသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ဘကောတိုင်းမူးမြူနယ်မှာအကြမ်းတက်စစ်တပ်အထိုင်ချတက်ဆွဲထားတဲ့ကျေးရွာ900ကို KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတက်ခတ်တင်ပတ်ရာမှာစစ်တပ်ဘက်ကဒုတက်ရင်မူတူနဲ့အရာခံဗိုလ်တူပါဝင်တေဆုံးသူများပြားခဲ့လို့ KNL ဘုတ်ကသတင်းထုတ်ပြန်ထားပါရယ်ဧပြီလ28ရက်နေ့မနေ့တနင်္လာလောက်မှာ မွေးမြင့်နယ်အတွင်းအကြက်ဖက်စစ်တပ်ရဲ့ခလာရ60နဲ့ခလာရ83ပူပေါင်းတပ်ပေါင်းစုကစစ်ကောင်စီတပ်သားတွေဟာထိုးစစ်ဆင်ကခြေကုပ်ယူထားတဲ့နေရာတွေဖြစ်တဲ့နောင်ကုန်းရင်းတိုက်ကုန်းရန်မြို့အောင်ရန်ကြီးအင်းကျွန်းကုန်းနိုင်လော တောင်စုကျေးရွာတွေကို KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းယူရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတပွဲအတွင်းမှာအကြက်ပဲစစ်ကောင်စီတပ်ပတ်ကဒုတက်ရင်မိုးတိုးအပါဝင်အရာခံဗိုလ်တူဟာကြဆုံးကအများပြားလဲထိခိုက်သေးဆုံးမှုရှိခဲ့ပြီးလက်လက်ခရမ်းများစွာကိုလည်းသိမ်းဆည်းရမိခဲ့လို့ KNU ရဲ့ထုတ်ပြန်ချက်တက်မှာဖော်ပြထားပါတယ်။အဲ့ဒီယူရာတွေမှာအကြက်ပဲစစ်ကောင်စီတပ်တွေတက်ဆွဲထားမှုကြောင့်ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရပြီး ီးဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့လည်းခရမ်းညူဘိုးကပြောဆိုထားပါတယ်ရှင်။ ီတခါမှာတော့မန္တလေးမှာပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းတပ်သားအဖြစ်အတင်းကျပ်စစ်သည်ကိုအသွင်းခံရတယ်။ပတိန်ကြီးမြို့နယ်ခရယာမ139တရင်ကစစ်မှုထမ်းတပ်သားတဲ့တိုးဟာအလင်းဝင်ရောက်လာခဲ့တယ်လို့ဘာမာ Revolution Rangers ကတရင်နဲ့ပြန်ကြိုက်တော်ဝန်ခံဒီမိုကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။မေလတရက်နေ့မှာပတိန်ကြီးမြို့နယ်ခရယာမ139တရင်ကစစ်မှုထမ်းတပ်သားတဲ့တိုးဟာဘာမာ Revolution Rangers တပ်ဖွဲ့စီကိုဆက်သွယ်အကူအညီတောင်းခံလာတဲ့အတွက်တွားရောက် ခေါ်ဆောင်လာခဲ့တယ်လို့လည်းဆိုထားပါဗါတယ်။အလင်းဝင်လာတဲ့တသားတစ်တူဟာစစ်မှုထမ်းအပတ်စဉ်၅ကဖြစ်ပြီးတော်လန်တပ်ဖွဲ့တွေကကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့လည်းသိရပါဗါတယ်။အလင်းဝင်တသားဟာမန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံရတာဖြစ်ပြီးသူစာတိကတော့တခြားမြို့ကဖြစ်တယ်လို့လည်းဆိုထားပါဗါတယ်။စစ်ကောင်စီတပ်သားတွေရဲမဲ့ပြူစောထိတွေအပါအဝင်စစ်တပ်နောက်လိုက်တွေအနေနဲ့တော်လန်တပ်ဖွဲ့တွေနဲ့အမြန်ဆုံးပူးပေါင်းကြဖို့အတွက်နီးစပ်ရာတော်လန်တပ်ဖွဲ့တွေစီမှာလာရခိုးလုံကြဖို့ ဘာမှလို့လို့ရှင်ရင်ဂျာတပ်ဖွဲ့ကအတိပေးနှိုးဆော်ထားပါတယ်ရှင်။ စကန်ဘရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်တဲရွှေဘုံမြေမှာအကြက်ဖက်စစ်တဲ့လှဲ့ကင်းကကြေးရတွေကနေဈေးဝယ်ပြန်လာတဲ့ပြည်သူတွေနဲ့ခီးသွေးတွေကိုဖန်စီပြီးတအုပ်ကိုငွေကျပ်350နဲ့ရွေးခန်းကငွေကျင်းမပေးနိုင်သူတွေကိုအမှတ်ရှိလေ့ကျင့်ရေးတပ်ထဲမှာဖန်စီထားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဧပြီလ30ရက်နေ့ကရွှေဘုံမြေနယ်ထူကြီးရွာပေါနာကုန်းရွာထန်းစဉ်ရွာစိတ်ခွန်ရွာနဲ့ဘိုတဲကုန်းရွာတို့ကနေဈေးဝယ်ပြီးပြန်လာတဲ့ပြည်သူ၁၀ဦးနဲ့ ဲ့အမည်မသိခီးသွားပြည်သူတွေကိုအကြက်ဖက်စစ်တပ်လှည့်ကင်းကဖမ်းဆီးပြီးငွေကြက်သိန်း90နဲ့ပြန်ရွေးခိုင်းနေတာလည်းဖြစ်ပါတယ်။အဲလိုသူတို့တောင်းခံတဲ့ငွေကိုမပေးနိုင်သူတွေကိုအမတ်ရှိလက်ကျင်တက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းသိရပါတယ်။မိသားစုဝင်တွေကအဲဒီလက်ကျင်ရှိကိုလိုက်သွားပြီးစုံစမ်းခဲ့ပြီးမဲ့လေစစ်ကောင်စီတပ်သားတွေကမရှိဘူးဆိုပြီးညှင်းဆုံနေရလို့လည်းဒေသပြည်သူတွေကပြောပါရရှင့်။ ဒီတခါမှာတော့အကြမ်းဖက်စစ်ကောင်စီကရာရဲအပြစ်ခက်ရဲစဲကာလအတွင်းမှာငလင်တန်တဲ့ဒေသတွေကိုပါဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကုလသမဂ္ဂအနေနဲ့စစ်တပ်ထံလေစီနဲ့လက်လက်တင်ပို့မှုတွေကိုချက်ချင်းပိတ်ဆို့အရေးပေးဖို့အတွက်45 rise ကတောင်းဆိုလိုက်ပါတယ်။ဧပြီလ2ရက်နေ့ကနေဧပြီလ30ရက်နေ့ထိရာရဲအပြစ်ခက်ရဲစဲရေးကိုအကြမ်းဖက်စစ်ကောင်စီကကျင်ညာခဲ့ပေမဲ့လည်းငလင်ကြောင့်အိုးရင်စွန့်ခွာထွက်ပြေးလာသူတွေခိုလုံလေးရဲ့ဘာသာရေးအဆောက်အအုံတွေအပါအဝင် ်ပြည်သူတွေရဲ့ပြည်သူပိုင်နေရာတွေနေအိမ်တွေနဲ့အဲ့ဒီပေါ်တွေပေါ်ကို လေကြောင်းတက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့လည်း45 rise ကထောက်ပြပြောဆိုထားပါဗျ။အဲ့ဒီလိုပြည်သူတွေကိုပြစ်မှတ်ထားတက်ခတ်မှုတွေကိုထပ်မဖြစ်ပါစေဖို့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကစစ်ကောင်စီထံကိုလေးရင်လောင်စာစီနဲ့လက်လက်တွေတင်ပို့မှုတွေပိတ်ဆို့အရေးယူဖို့အတွက် ချက်ချင်းချမှတ်တင်ကအကူအညီလိုသူတွေစီကိုလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပိတ်ပင်တားဆီးမှုမရှိဘဲဆက်လက်ရောက်ရှိစေဖို့အတွက်ဆောင်ရွက်ရမယ်လို့လည်း45 rice ကပြောဆိုထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ဘကိုးတိုင်းရောင်လေးတွေမြို့နယ်ဘဇုံမြောင်ကျေးရွာကနေရင်တွေကိုဖောက်ထွင်းခိုးယူဖျက်ဆီးနေတဲ့အစက်ဖက်တပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ဘက်က၃ဟာပြင်းထန်တရားရှိခဲ့လို့မိနဂါစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါရယ်မေလ၁ရက်နေ့မနက်၁၇:၅၅မိနစ်မှာရောင်လေးတွေမြို့နယ်ဘဇုံမြောင်ကျေးရွာတွင်ပြည်သူပိုင်နေရင်တွေကိုဖောက်ထွင်းခိုးယူဖျက်ဆီးနေတဲ့အစက်ဖက်စစ်သားတွေကိုမိနဂါစစ်ကြောင်းတိုက်ကင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ ရာမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းမင်းနဂါစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပါရယ်အလားတူနေ့လယ်၁၂နာရီလောက်မှာလဲဗဇင်မြောင်းကျေးရွာဆွဲတယ်ပိုင်းမှာ အကြက်ဘက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီးစတင်ပစ်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်အပြည့်အလန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ရမှာတိုက်ပွဲအတွင်းမှာညောင်လေးမျိုးကအကြက်ဖက်စစ်ကောင်စီတပ်က120မမလက်လက်ကြီးနှလုံးနဲ့ပြစ်ကူပေးတိုက်ခတ်ခဲ့လို့လည်းသိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းမှာအကြက်ဖက်တပ်သား3ဟာအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကနောက်ဆက်တွဲသတင်းသိရှိနိုင်ရန်စုံစမ်းနေတဲ့ဖြစ်တယ်လို့လည်းသိရပါဗါးရှင့် ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်ရင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ